promotion အသုံးပြုတဲ့အချိန်မဖြစ်မနေတီကိုတည်ထားတဲ့အချက်၃ချက်ကိုဒီ video လေးမှာ sharing လုပ်ပေးပါမှာပဲဖြစ်ပါတယ်။ဆိုတော့ဘယ်လိုမျိုးလုပ်ရတယ်ဆိုတော့ကျွန်တော်တို့ကြွပြီးတော့ပြလာလိုက်ရအောင်။အမှောင်ဆုံး live motion software ကိုတစ်ချက်ဝင်လိုက်မယ်ပြီးွားရင်ကျတော့ဒီအပောင်းလေးကိုတစ်ချက်နှိပ်လိုက်မယ် okay ပြီးွားရင်ကျတော့ဒီ project တစ်ခုကိုရွေးလိုက်မယ် okay ပြီးွားရင်ကျတော့ဒီမှာကိုလိုချင်တဲ့ background တစ်ခုကိုကျွန်တော် align မယ် okay ဒါလေးကိုကျွန်တော် align ပြီး okay ပထမဆုံးကျွန်တော်ပြောချင်တဲ့အရာက ဘာလဲဆိုတော့ကျွန်တော်ဒီ object တွေကိုကျွန်တော်တို့ကတစ်ခုတည်းမရွှေ့ပဲနဲ့ကျွန်တော်ဒီအကောင်လုံးတပေါင်းတစ်စီးရဘယ်လိုမျိုးရွှေ့လို့ရလဲကျွန်တော် group ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့အခုပြောပြမှာဖြစ်ပါတယ် okay ပြီးတော့အပေါင်းလေးကိုနှိပ်လိုက်မယ်ကျွန်တော်ဒီမှာ shape လေးတစ်ခုကိုရွေးလိုက်မယ်ပြီးတော့ move and transform ဝင်မယ်ကျွန်တော် size ကလေးကိုနည်းနည်းလေးကြည်လိုက်မယ်ပြီးတော့ကျွန်တော်ဘေးလေးကိုတစ်ချက်တိုးလိုက်မယ် okay ပြီးတော့နောက်ထပ်ကျွန်တော်ဒီ shape လေးကိုပဲကျွန်တော် copy ကူးလိုက်မယ် okay duplicate layer copy ကူးလိုက်မယ် okay ပြီးတော့ကျွန်တော် အဲ့ဒီလေယာလေးကိုတစ်ချက်ထောက်လိုက်ပါဘေးလေးကိုတစ်ချက်ရွှေ့လိုက်ပါအဲကျွန်တော်နည်းနည်းလေးတိတာအောင်ဒီကောင်လေးကိုကျွန်တော်ကာလန်ဖေးရရလေးပြီးတော့ကျွန်တော်အနီလေးပြောင်းလိုက်မယ်โอเคပြီးတော့ကျွန်တော်အဲ့ဒီလေယာလေးကိုထပ်ပြီးတော့ကျွန်တော် duplicate ပွားလိုက်မယ်ပြီးရင်ကျွန်တော်ကာလန်ဖေးရရလေးဒီကောင်လေးကိုကျွန်တော်အပြာလေးပြောင်းလိုက်မယ်နော်โอเคပြီးတော့ကျွန်တော်အဲ့ကောင်လေးကို move and transform ဝင်ပြီးဘေးလေးကိုတစ်ချက်ရွှေ့လိုက်မယ်โอเคကျွန်တော်ကဒီကောင်လေးကိုတစ်ချက်ချင်းနှိပ်ကြည့်လိုက်ပါနှိပ်ပြီးတော့ကျွန်တော် တစ်ခုချင်းမှရွှေ့လို့ရမယ်ကျွန်တော် layer တွေကိုနော်ဒီမှာနှိပ်ကြည့်လိုက်ပါကျွန်တော်တစ်ခုချင်းမှရွှေ့လို့ရမယ်ကျွန်တော်ကဒီ layer ၃ခုလုံးကိုကျွန်တော်တို့ကတပြိုင်တည်းရွှေ့ကျင်တာပြောမှဆိုပုံ၃ပုံလုံးကိုကျွန်တော်တို့ကတပြိုင်တည်းရွှေ့ကျင်တာအဲ့ဒီကကျွန်တော်တို့အသုံးပြုရမှာ group ဆိုတာကိုအသုံးပြုရမှာဖြစ်ပါတယ်ကျွန်တော် group ဘယ်လိုလုပ်လဲဆိုတော့ပြောပြမယ်ကြော်ဒီ layer 3ခုလုံးကိုကြော်တပြိုင်တည်းရွှေ့ကျင်တော့ကြော်ဒီမျက်စိပုံစံဘေးနာဟာလေးကိုကြော်ထောက်လိုက်ပါပြီးတော့3ခုလုံးကိုနှိပ်လိုက်ပါဆလတ်မှတ်လိုက်ပြီးတော့ကြော်ဒီအပေါ်မှာ ဒီအပေါ်ဆုံးဒီဘယ်ဘက်ထောင်းလေးရဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါဟုတ်ဒါဆိုရင်ကျွန်တော်တို့ဒီသုံးခုလုံးက group ဖြစ်သွားပြီဒီမှာလည်းကျွန်တော်တို့ဒီ group 1လို့ပေါ်နေပြီကျွန်တော်တို့ကအဲ့ကောင်ရွှေ့ကျင်တာဆိုရင်ကျွန်တော်တို့ဒီ group လေးကိုတစ်ချက်နှိပ်လိုက်ပါပြီး move and transform ဝင်ပြီးရွှေ့ကြည့်လို့ရပါတယ်โอเคဒါဆိုရင်ကျွန်တော်ဒီကောင်ဘေးပဲညာ group လိုက်ကျွန်တော်ရွှေ့လို့ရပြီတခုချင်းလိုက်ပြီးတော့လုံနေစရာမလိုတော့ဒီ tools လေးကအရင်အသုံးဝင်တဲ့ဒီကောင်လေးကပို့ပြီးတော့ကောင်းကောင်းမွန်မွန် edit ချင်တယ်ဆိုရင်ကျွန်တော်ဒီ tools လေးကိုတီးရမယ်ဒီအချက်လေးကိုကျွန်တော်တီးမှရမယ်နော် ပေးထားလေကျွန်တော်တစ်ချက်နားလည်လိုက်မယ်လို့ထင်တယ်ကျွန်တော်ဒီမှာ animation လေးပေးပြမယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော် move and transform ဝင်ကျွန်တော်ဒီမှာ key frame တစ်ခုချဒီမှာ key frame တစ်ခုချဟုတ်ကဲ့ပြီးတော့ကျွန်တော်ဒီကောင်လေးကိုအောက်ကလေးကိုဆွဲလိုက်မယ်ဟုတ်ကဲ့ပြီးတော့ကျွန်တော် graph ကလေးကိုကြိုက်တဲ့ဟာလေးထည့်လိုက်ပါဒါ example ဆိုတော့ okay ဒါဆိုရင်ကျွန်တော်ဒီဒီပုံစံလေးဖြစ်သွားမယ်ဒါကဘာလဲဆိုရင်ကျွန်တော်ဒီ group ဖွဲ့တာပဲဖြစ်ပါတယ် okay ဒါလေးကိုတည်သွားပြီဆိုရင်ကျွန်တော် group အကြောင်းကိုတည်သွားပြီလို့ထင်ပါတယ်နောက်တစ်ခုဆက်ပြီးတော့ပြောပြပါမယ်ကျွန်တော်ဒီမှာတစ်ချက်ဖြတ်လိုက်မယ် โอเคနောက်တစ်ခုပြောပြဖို့အတွက်ကြောဒီမှာအဲကြောတစ်ခုခုအပ်လိုက်မယ်ပေါ့နော်ကြောဒီမှာပုံတစ်ပုံအပ်လိုက်မယ်ပြီးတော့ကြောဒီပုံကကြောလိုချင်တဲ့ point လေးကိုပဲကျွန်တော်တို့ကယူမယ်အဲ့ဒါကိုဘယ်လိုမျိုးလောက်ရမလဲကျွန်တော်ပြောပြမယ်ဥပမာကြောဒီပုံကခေါင်းလေးကိုပဲကျွန်တော်ယူမယ်ပေါ့နော်ပေါင်းလေးကိုနှိပ်လိုက်ပါကျောဒီမှာ shape cycle shape လေးကိုနှိပ်လိုက်ပါပြီးတော့ကျော move and transform ဝင်ကျော adjust လုပ်လိုက်ပါချဲလိုက်ပါပြီးတော့ကျော်ဒီခေါင်းနေရာလေးကိုသွားလိုက်ခေါင်းနေရာလေးကိုကျော်သွားလိုက်ပါနော် okay โอเคခေါင်းနဲ့လေးကိုသွားလိုက်ပါသွားပြီးွားရင်ကြောဒီပြန်ထွက်လိုက်ပါထွက်ပြီးရင်ကြောဒီမှာ blending and opacity ဆိုတာလေးရှိတယ်အဲခေါင်းလေးကိုတစ်ချက်နှိပ်လိုက်ပြီးရင်အောက်ဆုံးကိုဆွဲချလိုက်ကြောဒီမှာ mask ဆိုတာလေးရှိတယ်အဲခေါင်းလေးကိုတစ်ချက်နှိပ်လိုက်အဲမှာကြောဒီ mask နဲ့ exclude နဲ့နှစ်ခုရှိတယ်ကျွန်တော်အခု mask ကိုအရင်ရှင်းပြမယ် mask ကိုတစ်ချက်နှိပ်လိုက်ပါโอเคဒါဆိုရင်ကြောဒီလိုချင်တဲ့ point လေးကိုပဲသူကပေါ်ပြတာဖြစ်ပါတယ် channel တွေကအကုန်လုံးပြတ်သွားတာပါโอเคပြီးွားရင်ကြောဒါပဲလားဆိုတော့မှုတ်သေးပါဦးဒီနှစ်ခုကိုတွဲသုံးရပါတယ် ပြီးတော့ကျွန်တော်ခလာတင်ပေးထားတဲ့ဒီအဲ့ layer နှစ်ခုကိုကျွန်တော်တို့ group ဖွဲ့လိုက်။ Okay ဒါဆိုရင်ကျွန်တော်အောက်က background ကလည်းမပြောက်တော့ဘူးဒီကောင်လေးကိုပြီးတော့ကျွန်တော်ရွှေ့ကျင်တယ်လို့ရွှေ့လို့ရတယ်နော်။ Okay ဒါကတော့ကျွန်တော်တို့ဒီဘာလုပ်တာလဲဆိုတော့ group နဲ့ကျွန်တော်တို့ mask ကိုတွဲပြီးတော့သုံးတာဖြစ်ပါတယ်။ Okay ဒါကိုဒီ group and mask လို့လည်းခေါ်ပါတယ်။ဒါတော့ကျွန်တော်နောက်ထပ်တနည်းဘယ်လိုမျိုးတုံးလို့ရလဲဆိုတော့အလွယ်တုံးလို့ရတဲ့နောက်တနည်းရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်ထပ်ပြီးပြောပြမယ်ဒါလေးကိုဖြတ်လိုက်ပါ ီဝိုင်းထုံးစံနိုင်မယ်ကျွန်တော် character လေးတစ်ခုအပ်လိုက်ပါပြီးဝရင်ကျွန်တော်ဒီအဲဝိုင်းလေးပဲနှိပ်ပြလိုက်မယ်ပြီးဝရင်ကျွန်တော်ဒီကောင်လေးကို adjust လုပ်လိုက်မယ် okay ပြီးဝရင်ကျွန်တော်ဒီလူနေရာလေးကိုတွားလိုက်မယ်ပြီးဝရင်ကျွန်တော်ခလလိုပဲဒီကောင်ကိုကျွန်တော် blending and opacity တဲ့မတွားတော့ဘူးနော်ဒီ layer လေးနှစ်ခုထောက်လိုက်ကို group and mask လုပ်မဲ့ layer နှစ်ခုထောက်လိုက်ပါပြီးဝရင်ကျွန်တော်ဒီမှာခလ mask ရဲ့ဘေးမှာရှိတဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါ okay ဒါဆိုရင်ကောလာမျိုးတဆင်ချင်းသွားနေစရာမလိုတော့ဘူးကျောဒီအဲလိုချင်တဲ့ point လေးကိုတန်းပြီးတော့နှိပ်လို့ရမှာပဲဖြစ်ပါတယ်ဒါကတော့ groups and mass လုံနေပါ okay ဒါဆိုရင်နောက်တစ်ခုကိုကျွန်တော်ဆက်ပြီးတော့ပြောပြမယ်အခုကျွန်တော်ပြောပြနှစ်ချက်ရှိသွားပြီနောက်ဆုံးတစ်ချက်ကိုကျွန်တော်ထပ်ပြီးတော့ပြောပြမယ် okay ဒါလေးကိုကျွန်တော်တစ်ချက်ဖြတ်လိုက်မယ်ဖြူဝိုင်းထုံးစံနိုင်မယ်ကျွန်တော်မီဒီယာတွေဝင်ဒီကောင်လေးကိုထပ်အားလိုက်မယ် အခုကကြတော့ဗာလဲဆိုတော့ကျွန်တော်လိုချင်တဲ့နေရာကိုခလာကြတော့လိုချင်တဲ့နေရာလေးကိုပဲယူတာအခုကကြတော့ကျွန်တော်ဖယ်ရှားတဲ့နေရာလေးကိုဘယ်လိုဖယ်ရှားရမလဲပေါ့โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီခလာတိုင်းမှာကျွန်တော်ဒီ shape လေးကိုယူလိုက်မယ်ကြော် BY move and transform နဲ့လည်းပြကြော် adjust တစ်ချက်လုပ်လိုက်မယ်ကြော်ဒီမျက်နှာလေးကိုခေါင်းလေးကိုဖယ်မယ်ပေါ့နော်ဒီခေါင်းလေးကိုကြော်မှတ်လိုက်မယ်ဒီနေရာလေးကိုဖယ်မယ်ဆိုတော့ကြော်ဘာလုပ်လို့ရလဲ blending and opacity ကိုဝင်အောက်ဆုံးသွား mask ကိုနှိပ် ီကကျွန်တော်ဒီမှာ exclude ဆိုတာလေးကိုနှိပ်လိုက်မယ်โอเคဒါဆိုရင်ကျွန်တော်ဒီဖယ်လိုက်ပြီပေါ့ခေါင်းလေးကိုကျွန်တော်တို့ဖယ်လိုက်ပြီထုံးစံတိုင်းမဲ့ဒီကောင်ကဘာနဲ့တွဲသုံးရမလဲကျွန်တော်ဒီ group နဲ့တွဲတွဲပြီးတော့သုံးရမယ်ဆိုတော့ဒီ group လေးကိုတစ်ချက်နှိပ်လိုက်โอเคဒါဆိုရင်ကြည့်လိုက်ပါဘလိုပုံဖြစ်သွားလဲဆိုရင်ကျွန်တော်လိုချင်တဲ့နေရာကိုဖယ်လိုက်တာပဲဖြစ်ပါတယ်ပြောချင်တာကျွန်တော်အနောက်မှာဟိုပုံတပုံပုံရှိတယ်ကိုကအဲ့ခေါင်းနေရာမှာပုံတပုံပုံထည့်ကျင်တာဆိုရင်ကျွန်တော် background မှာပုံထည့်လိုက်ပေါ့ထည့်ပြီးတော့ဒီအရှိရလေးဖြတ်လိုက်ဒါဆိုရင်ဒီခေါင်းနေရာမှာ တခြားပုံရောက်သွားမှာပဲဖြစ်ပါတယ်နော်โอเคဒါကတော့ဒီမျက်နှာကိုဖယ်ရှားလိုက်တာခလာကြတော့ဒီမျက်နှာလေးပဲယူလိုက်တာနော်အခုပြောပြပြီးွားတဲ့အချက်၃ချက်ကဘာတွေလဲဆိုတော့ကျွန်တော်နံပါတ်၁က group ပါနံပါတ်၂က group and mass ပါနံပါတ်၃ကကျွန်တော် group and exclude ဖြစ်ပါတယ် group and exclude ကိုကျွန်တော်ဒီခလာလိုပဲအလွယ်နည်းသုံးလို့ရသေးတယ်အဲဘယ်လိုသုံးမလဲဆိုတော့ကျွန်တော်ဖြတ်လိုက်မယ်စနတိုင်းမှာကျော်ဒီမှာ character တခုထည့်လိုက်မယ်ပြီးွားရင်ကျော်ဒီအပေါင်းနေပြီးရော color တိုင်းမှာ ျော် move and transform ဝင်ပြီးတော့ဒီကောင်လေးကို set ချလိုက်မယ်ဒါခလအတိုင်းမယ်နော်ခလလောက်ခဲ့တဲ့အတိုင်းမယ် okay ပြီးဝင်ကျော်ဒီဒီမှာဒီ layer နှစ်ခုကျော်ထောက်လိုက်မယ်ပြီးဝင်ခလဒီတတရမြောက်ဟာလေးပါနော်ဒီတတရမြောက်ဟာလေးကိုကျော်နှိပ်လိုက်မယ်ဒါဆိုရင်ခလလိုမျိုးလေးဖြစ်သွားပါပြီကျော်ဒီ blending and opacity တော့ဝင်စရာမလိုတိုင်းမဲ့ကျွန်တော်ကဒီနေရနှစ်မျိုးကလေးလုပ်လို့ရတယ်ဆိုတော့သိစေချင်တဲ့အတွက်ကြောင့်ကျွန်တော်ကပြပပေးရပဲဖြစ်ပါတယ်အခုကျွန်တော်ပေးပြလိုက်တဲ့အချက်တွေကိုတိသွားပြီဆိုရင်ညီကိုတို့ editing လုပ်တဲ့အခါမှာ ဒီဘယ်ကပဲလေ့လာလေ့လာပို့ပြီးတော့နားလည်မြန်တယ်လို့ညီကိုတို့ရဲ့ဒီ adherence scale ကလည်းပို့ပြီးတော့ improve ဖြစ်လာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲနားလိုက်မယ်လူကြီးမင်းတို့လုံးဝလုံးဝအကျိုးရှိလိမ့်မယ်လို့ကျွန်တော်အာမခံတယ်ဆိုတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ပေးဖို့မမေ့ပါနဲ့ဘာလို့လဲဆိုတော့ညီကိုတို့ subscribe နှိပ်လိုက်ရင် အဲကျွန်တော်ရဲ့ channel လေးကပို့ပြီးတော့ grow ဖြစ်တယ်လို့ကျွန်တော်ကိုတန်လည်းဒီ content တွေဖန်တီးတဲ့နေရာမှာပို့ပြီးတော့အားရှိလာမှာပဲဖြစ်ပါတယ်။ Okay ဒါဆိုရင်နောက်ထပ် video တွေမှာကျွန်တော်ပြန်လဲဆုံတွေ့ကြမယ်။